ရတဲ့များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူရင်မင်းကံဘလူးရှင်းသားထားတဲ့ဖောမဲစိန်နဲ့အောက်လန်းရွာသူအဝင်အပိုင်း154ကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားအလို့ဒီဘဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမတို့အစီအစဉ်တင်ဆက်သူဟိမဟကူကူဖြစ်ပါရစေရှင် ဟဲ့ဟိုကောင်မလေးလာခဲ့စမ်းတီယိုနန်းကြံရုံလက်ညှိုးငေါငေါထိုးပြီးခေါ်နေတဲ့အရက်ပူပူခန္ဓာကိုယ်ဝါဖန်ဖန်နဲ့မိမကြီးတယောက်အဲ့ဒီမိမကြီးကအသက်အပြင်းလဲအတော်ကြီးရင်နေပြီဖြစ်ပြီးခေါင်းထမရှိရဲ့စပင်းနေရာလဲဖြူကဖွေးလျက်ရှိပါတယ်ဟဲ့ငါခေါ်နေမှာကြောက်လားထမန်ကအော်ခေါ်နေရာကြောင့်နန်းကြံဟာသူ့ရဲ့နှပြူအပြေးသွားရပါတယ်ပြောပြောပါအဖွာဘာအဖွာဟုတ်လားငါဘယ်လိုခေါ်လိုက်တယ်ပြင်ခေါ်ပြင်ခေါ်စမ်း ငါတခဲမကြီးလို့ပဲခေါ်ကြားသလားမိမကြီးကပြောလဲပြောအနားကိုရောက်လာတဲ့နှမ်းကြိုင်ရဲ့ခေါင်းကိုလေတောက်ခနဲ့ခောက်တဲ့အတွက်နှမ်းကြိုင်ကခေါင်းကိုလက်နဲ့အသာပုတ်ရင်ဟုတ်ကဲ့ပါတခဲမကြီးပြောရရှာပါတယ်နှမ်းကြိုင်ကတခဲမကြီးလို့ခေါ်တဲ့သူကတခြားမဟုတ်ပါဘူးအဲ့မိမကြီးကအလန်မိခေါင်းရဲ့မိမအဆုံးမကြီးပါအလန်မိခေါင်းကအဲ့ဆုံးမကြီးအပြင်မိမလေးယောက်ရှိပါသေးတယ်ကျန်တဲ့တွေကအဲ့ဆုံမကြီးထက်အစင်နေကြတာကြောင့်ဆုံမကြီးအရှိစီကိုတော်တန်ရောက်မလာရကြပါဘူး။ ဒါပေမဲ့အောက်လမ်းမခေါင်ယူထားသမျှလည်းစုံမရကြီးပဲဖြစ်ပါတယ်။နန်းကြိုင်ုံလည်းစုံမကြီးအတွက်တောက်တူမရခိုင်မွေရတာခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။အမကြီးဒီမှာကျုပ်အစီရင်အောင်ထားတဲ့သွေးနဲ့အသားတွေအမကြီးအတွက်ရှူလာခဲ့တယ်။မင်းခေါင်မင်းခေါင်ကျုပ်အတွက်တွေးပေးတတ်တာပဲ။ပေးပေးအခုပဲစားလိုက်တော့မယ်။အောက်လမ်းမခေါင်ယူလာတဲ့သွေးနဲ့အသားပတ်တွေကိုစုံမကြီးကဝမ်းတာအားရပဲရှူကစားတော့ပါတယ်။ အသားစိတ်သွေးစိတ်တွေကိုအာပတ္တိယစားတောင်းနေတဲ့ဆုံးမကြီးကိုကြည့်ပြီးနန်းကြိုင်အန်ဂျင်စိတ်တွေကိုပဲမြို့သိထားပါတယ်။ဟဲ့ကလေးမအမကြီးခိုင်းတော့တေချာလုံးတော့မဟုတ်ရင်နင့်ငါ့အစီရင်နဲ့ထည့်ပြရလိမ့်မယ်ကြားသလား။အော်လမ်မိခါကနန်းကြိုင်ကိုပြောတော့နန်းကြိုင်ခေါင်းအမြဲညှိရပါတယ်။အော်လမ်မိခါတေချာကြည့်ပြီးတော့မျက်နှာသွေးသွေးနဲ့အသားရည်ဖြူပြီးနှာခမ်းမွေးအလွန်ကောင်းတဲ့လူတယောက်ဖြစ်တာကိုနန်းကြိုင်တယောက်တတိထားမိတယ်။ ဒါအပြင်အော်လန်မင်းခါရဲ့မျက်လုံးတွေကတစ်ဖက်လူကိုမျက်လုံးကျဉ်ဆုံပြီးမကြည့်နိုင်လောက်အောင်ဆူရှာလွန်းလာတယ်။အော်လန်မင်းခါကဆုံးမကြည့်ကိုအိမ်တအိမ်မှာထားပြီးနှစ်ဘေးမှာလည်းပြည့်စုံဆောက်ရှောက်တဲ့သူတွေကိုပါခေါ်ထားပေးပါတယ်။ဒီရောက်ကြည့်ခြင်းအပြင်အော်လန်မင်းခါကျဆုံးမကြည့်ကအရေးပါတဲ့လူတယောက်ဆိုတာနန်းကြိုင်သိရလေ။ခဏများကြာတော့အော်လန်မင်းခါကအိမ်ကြီးထဲကနေထွက်သွားတယ်။နန်းကြိုင်ကဆုံးမကြည့်ရဲ့တတ်တူမရကိစ္စတွေကိုလောက်ကင်ပေးရင်အမားဖြစ်သူရှင်ညိုတို့ရောက်လာမယ့်အချိန်ဟူတာမျှော်လင့်နေရပါတယ်။ အမေရဲ့တပြင်းတွေဟာချလာကြည်လားတော့ကုတ်ပြက်ခဲမှာထိုင်နေတဲ့ဖားမေစင်စီမှာတပြင်းချတဲ့နေထွက်နေကြတာပါညီမသိပါဘူးအေးဟာအိမ်မတွေမကောင်းဘူးမိဝင်းရဲ့ဖားရင်းများမှတ်လို့လေအမေအမေမျိုးတို့လည်းပြန်ရောက်မလာကြသေးဘူးကြည်ရတာမြို့မှာပဲညာအိတ်ကြပုံပဲကျုပ်လည်းမျှော်ရတာလေမင်းရှိလာပြီတော့အေးအမေလဲစိတ်ထဲမှာထင့်နေရညာအိမ်မထဲမှာလည်းညီသမီးကမျက်နှာမကောင်းလာဘူးအေးဟမ်ဟုတ်သောသမီးနဲ့ရှင်ညိုတို့တွေများတခုခုများဖြစ်နေကြလားမသိဘူးနော်မေအမေအိမ်မက်တရားထူးခြားတတ်တယ်လေ ကျွတ်တော့စိတ်တရာပူလာပြီးအမေရဲ့တော်ဝင်တောက်ဖမ်းမစင်းစကားကြောင့်ထိုင်ရခတ်ထိုင်ရခတ်ဖြစ်နေခဲ့ပါတယ်။နေပေါင်းအေးနေကင်းလို့ဆိုရင်တော့သူတို့ပြန်ရောက်လာနိုင်ပါတယ်။အဲ့ဒါလိုပဲမျောရတော့မှပဲအမေရဲ့ကလေးတွေဘာမှဖြစ်ပါစေနဲ့ရွာကိုဖျက်မြောက်တန်တန်ပြန်ရောက်လာကြပါစေဖေဟာ။တော်ဝင်ကလက်အုပ်လေးချပြီးဖေဟာကိုရှီမန်းကဆူတောင်းနေရှာပါတယ်။ဖမ်းမစင်းပြောတဲ့အချိန်မှာနေကင်းရောက်တော့မောင်အောင်ရောက်လာခဲ့တယ်။မောင်အောင်နဲ့မကတကြီးဦးနောက်ချုံနဲ့ခင်မချစ်တူပါအတူပါလာခဲ့ပါတယ်။ ဟဲ့လူစုံတက်ဆုံပါလားဘာရီများဖြစ်ကြလဲစိတ်တွေပူရကြည့်ရဲ့အေးဒါနဲ့မအောင်မိညမတွေရောဘမနေရလဲဒီကလေးရတော့လေအိမ်ကိုအရှင်ပြန်မလာကြဘူးဒီအမေနဲ့ဒီဖွာစိတ်ပူနေမှာနည်းနည်းလေးမှမတွေ့ကြတာခလိုက်တာဟဲ့တော်ဝင်ကပြောနေပေမဲ့လေဖွားမယ်စိန်ကတော့မအောင်တို့ရဲ့မျက်နှာအမူအရာတွေကိုအကဲခတ်ပြီးကြည့်နေခဲ့ပါတယ်မအောင်မျက်နှာမကောင်းတယ်လို့တကြီးဥနောက်ချိုတို့ခင်များချစ်တို့လည်းမျက်နှာလေးတွေညှိုးငယ်နေကြပါတယ်မအောင်ဖောက်ပြောစမ်းကွယ်မောင်ရင်တို့ဘာရင်းများဖြစ်လာကြလဲ ဖွားမဲ့ဆိုင်ရမေတော့မအောင်ဟာတပြင်းချပြီးမှဖွားကျုပ်တောင်းမှမာရပြခလေးတွေတေချာမဆောင်ရှောင်းနိုင်ခဲ့တာကျုပ်အပြစ်ပါဟေးဘာရီပြောနေရလဲမအောင်ရဲ့ငါလမ်းလို့တရားတော့မဲမအောင်ရဲ့တို့နားလဲပြောစမ်းပါဟေးမြွေဝေးညခဏလောက်ငြိမ်းနေစမ်းအေးအမေမေးစမ်းပါမေးနန်းချိုင်ပျောက်သွားတဲ့ဖွားနောက်ပြီးနန်းချိုင်အာလမ်မီခေါင်ဆိုတဲ့လူကခေါ်သွားတယ်လို့လည်းကျုပ်တို့သိရတယ်လောလောဆယ်ရှင်ညွာတော့စုံဖြူမာရီစီမှာကြံနေခဲ့ပြီးတော့မောင်တို့ကတော့အကြီးနော်ခံတော့သွားခေါ်ရှာတယ်ကျုပ်ကတော့ဖွားကိုလာခေါ်တာပါ အမလေးအမေရဲ့ကျုပ်သမီးလေးကန်ဆိုးရှာရဲ့ဘလို့လုံးကြမလဲအမေရဲ့တော်ဝင်းကပြောရင်းနဲ့တဟီဟီနဲ့ငိုရဲခါခင်မချစ်ကနှစ်သိမ့်ပေးနေရှာပါတယ်အခုတစ်ခေါက်တော့တကြီးဥနောက်ချိုညင်ရေးတာနေပြီးတပြင်းနေဦးတာတဟင်းဟင်းခြာနေရပါမေဝေးစိတ်ထင်းစားငါသမီးအမေကိုကြည့်ညီသမီးဘာမှဖြစ်စရာကြားလားဖွားမဲ့စရဲ့စကားကြောင့်တော်ဝင်းငိုနေရင်မှကောင်းမြင့်ရှာပါတယ်ဘာစားလို့ကြမလဲအမေကြီးတကြီးဥနောက်ချိုကဖွားမဲ့စင်ကိုဝင်ပြီးမေးပါတယ် ဘာလို့ရမလဲမောင်ရဲ့ဖွားလို့လိုက်သွားမှာပေါ့မိဝေညီတူမနဲ့ညီသမီးတို့အဝတ်တထဲပေးစမ်းရဲကြိုင်ကလေးတွေအဝတ်စားပို့ပါမကောင်းတာအချို့ကလိုက်ခဲ့လို့မရဘူးလားအမေရဲ့ကျိုလည်းလိုက်ခဲ့ပြစီတော့မြောင်းကသမီးညီအိမ်မှာပဲနေခဲ့ပါအေးအမေတို့ကဟိုရောက်မှအကြောင်းစုံမေးမြန်းပြောသွားလာကြအောင်မညီကတော့အိမ်မှာပဲနေခဲ့ရလိမ့်မယ်ခမချစ်ညီတော်နဲ့ခဏလောက်အတူလာနေပေးလိုက်ပါအေးသူ့တယောက်တည်းလည်းဖွားစိတ်မချဘူးသူကတသမီးနဲ့ပတ်သက်စိတ်ကပျော့လွန်ရှာတယ်ဟုတ်ကဲ့ပါဖွားကျိုအတူလာနေပေးပါမယ်အေးအေးအေး ။သမီးမိဝဲတော်တော်ပြင်စရာရှိရတွေပြင်မေးထားအမေတို့နေအေးရနဲ့သွားမယ်အေး။အဲ့ဆိုကျုပ်တို့လည်းအိမ်ခဏပြောင်းမယ်နော်ဖွာ။အဝတ်စားတွေယူပြီးမှပြန်လာခဲ့တော့မယ်။အေးအေးအေးမိဘရဲ့လည်းတေချာပြောခဲ့ဦးနော်။ဟုတ်ကဲ့ဖွာ။မောင်အောင်တောင်ဖွာမယ်စင်ကိုအကျိုးကြောင့်ပြောပြီးအိမ်ကိုပြန်သွားပါရယ်။ခင်ဗျားချက်ကလည်းမောင်တို့အတွက်အဝတ်စားတွေထည့်ပေးလိုက်အောင်ပဲပြောပြီးပြန်သွားပါရယ်။ကုပြက်ခင်မှာတော့တကြီးနဲ့ဖွာမယ်စင်တို့သားကြဲခဲ့ပြီးအကျန်းရီတောင်ရင်စကားဆက်ပြောနေခဲ့ပါရယ်။ ညနေနေအရာနဲ့မောင်အောင်နဲ့ဖောင်မင်းစိန်တို့မြို့တက်ဖို့အတွက်အသင့်ဖြစ်နေကြပါပြီ။မိဝဲအမေစိတ်ချမယ်နော်။ဟုတ်ကဲ့မေကျုပ်သမီးလေးတော့ရအောင်ပြန်ခေါ်လာပေးပါနော်မေ။ညီဆန္ဒပြည့်စရာမယ်အေးအမေကတိပေးတယ်။ဟုတ်ကဲ့မေ။ဒေါ်ဝင်လေးဖောင်မင်းစိန်ရဲ့စကားကြောင့်ဝမ်းနဲ့ဝမ်းသာနဲ့ပြုံးသားခဲ့ပါရယ်။ကဲကဲမောင်နှောင်ချွေမင်းအမတို့ကယူဆိုင်ပေးပါဦး။ခရီးတာစိတ်ဖြမြောက်သွားပါအမေကြီးရေမဝင်းကိုလည်းတုတ်တုတ်တရားလုံးကကြည့်ရှုဆောက်ရှောက်ပေးထားမှာပါအေးကွဲဒါဖြင့်လည်းသွားကြစို့မအောင်ရေ ဟုတ်ကဲ့ဖွာဖွာမဲစိန်တို့နွားလေးလေးကတောက်ထွန်းရွာရာနေထွက်လာခဲ့ပါတယ်အရင်ကခရီးထွင်စကားတန်လေးနဲ့ဆူညာခဲ့တဲ့နွားလေးလေးကအခုတော့တိတ်ဆိတ်၍သာနေခဲ့ပါတယ်ညတကောင်အချိန်ရောက်တော့ဖွာမဲစိန်တို့မြို့ကိုရောက်လာကြပါပြီကျွတ်တို့အရေးအိုလိုလာဆောင်ကောင်းပါရဲ့ဗျာသူတို့သာလမ်းမဆောင်တော့တွေ့ရစီအိတ်ရတော့မှာပဲဖွာရဲ့ဖွာမြဖြစ်လို့လေကွဲ့မောင်ရင်လမ်းမမှတ်မိလို့လားဟုတ်ရပါဘူးဖွာရဲ့အကြီးအိုလိုနေတဲ့နေရာကျုပ်တို့သွားရင်လမ်းမပြီးမရောက်နိုင်ဘူးဗျသူတို့လာခေါ်မှာပဲတန်တန်မမတ်ရောက်သွားတာ သူတို့ပြောပေါ်ကတော့အဲ့နေရာကိုသူတို့ကလွဲပြီးတခြားသူတွေဝင်မရဘူးဆိုပဲမောင်အုံးရဲ့စကားကိုနားထောင်ရင်ဖွားမေစင်ကကဲဒါဖြင့်လဲတော့ကြည့်ရတာပေါ့ကွယ်စက်တာမှကွယ်ဟုတ်ကဲ့ဖွားမောင်အုံးလေးဖွားမေစင်ရဲ့စကားအတိုင်းနှွားလေးကိုစက်မောင်းလာခဲ့ပါတယ်လာရောက်ရဲ့အလင်းအောင်မှာဖွားမေစင်တို့နှွားလေးလေးသာတလုံးလုံးသွားလာနေခဲ့တာပါဖွားရေအမန်ဆိုဒီရှိဆိုရောက်ပြီဗျသူတို့ရှာနေတဲ့မြင်းနီလန်းလေးကဒီညမှာရှိရမှာအခုတော့မြင်းနီလန်းကရှာမထွေးဖြစ်နေရဲ့ဖွားရဲ့ မောင်အောင်ဟာမြင်းနီလန်းတစ်ပေးမှာရှိနေတဲ့တစ်ပင်တို့မှတ်သားထားတာကြောင့်ဖွားမယ်စိန်ကိုပြောပြပါရယ်အခုတော့မြင်းနီလန်းမမြင်ရပဲရိုးရိုးလန်းလေးကိုသာသူတို့တွေမြင်နေကြရတာပါရှေ့ဆက်သွားရင်လည်းမြင်းနီလန်းကတွေ့မှာမဟုတ်ဘူးဖွားရဲ့မြို့ရဲပဲပြင်လို့တော့မှသူကဟော်ရီအပင်တွေမှတ်ထားတာဒီအပင်တွေကြောင့်မြင်းနီလန်းကိုရောက်တာပဲဖွားရဲ့อืมဒီလိုဆိုရင်လည်းလမ်းပြပေးရမှာပေါ့ကွယ်ဖွားမယ်စိန်ကအဲ့လိုပြောပြီးနွားလေးကိုသူ့ရဲ့တောင်ဝင်းနဲ့တုံးချက်ထီးပြီးအကာအကွယ်တားဆီးတွေဖယ်ရှားပြီးလမ်းမှန်ပေါ်သွားပြီတော့ကွယ် အဲ့လိုသားပြောလိုက်ပါတယ်ပြီးတော့မောင်မောင်အောင်ကိုစမောင်းတော့မောင်ရင် မကြခင်မောင်ရင်ရှာနေရဲ့မြင်းနီလန်းကိုတွေ့ပါလိမ့်မယ်အဲ့လိုပြောလိုက်တဲ့အခါမှာမောင်အောင်ကဝမ်းသာအားရစွာနဲ့ပဲနွားလေးကိုစမောင်းပါတယ်မကြခင်မှာပဲမောင်အောင်ရှာနေရဲ့မြင်းနီလန်းလေးကိုလာရအောင်မှထင်းကနေမြင်လိုက်ရပါတယ်ရှေ့ရမြင်းနီလန်းမဲဖွားရဲ့ကျွတ်လည်းမမတော့ဗျာဖွားသိတ်ဆန်းတာပဲဗျာမောင်အောင်ရဲ့စကားကိုဖတ်မဲ့စင်ကပြုံးရတဲ့နားထောင်နေခဲ့ပါတယ်မောင်အောင်တို့ရဲ့နွားလေးတန်းကြောင့်အကြီးအိုရောင်မှတဲရရနေထွက်လာခဲ့ရှာတယ် ဟောအကြီးတို့ကမနက်မှရောက်လာကြမယ်ထင်နေရကွကျို့တို့ကနေအေးရဆောင်နေတဲ့နောက်ကျသွားတာအကြီးရဲ့ကျို့တို့ဖားလဲပါလာတယ်ဗျအကြီးအိုကဖောင်းမဲစင်ကိုပြုံးမိပြပါတယ်အဲ့နောက်ဖောင်းမဲစင်ကိုလဲထက်ကနေအလဲတကူဆင်းနိုင်မှုအတွက်လက်လေးလှန့်ကူတွဲပြီးချပေးရှာတယ်တဲရဲဝင်ကြရအမေမောင်းတော့တယ်ဖြစ်လာကွကဖြစ်ပါတယ်အကြီးဖောင်းတော့ခေါ်သားလိုက်ပါအေးအေးအေးအကြီးအိုကဖောင်းမဲစင်ကိုတဲရင်နဲ့ခေါ်လာခဲ့ပါတယ်တဲရင်နဲ့ရောက်တော့ဖောင်းမဲစင်က အဲ့နေကြတော့နှုတ်ဆက်ပေးမိသွားပြီထင်လေအာနာပါရယ်ကွယ်ဖွားမဲစိန်တို့တဲတဲ့ရောက်တဲ့အခါအရှိခိုင်အရေးကျင်နေအရေးမုံတို့တော်ရောက်ကိုဖွားမဲစိန်အာနာစွာပြောလိုက်ပါရယ်မဟုတ်တာအမေကြီးရဲ့ကျွတ်တော်မအိတ်ကြသေးပါဘူးဘေးအတဲမှာတရားထိုင်နေကြတာပါရှင်အော်အေးကွယ်စုံတွေ့ရတဲ့အကြောင်းကဝမ်းသာပွဲမရှိပေမဲ့လို့အခုလိုလူကောင်းသူကောင်းတွေနဲ့ဆောင်ရတာတော့ဖွားအနေနဲ့ဝမ်းသာပါရယ်ကျွတ်တော့လည်းအမေကြီးရဲ့တည်င်းတွေကိုကြားပြီးမယ်အခုလိုပထမဆုံးတွေ့ဆုံရတာလေဝမ်းသာမိပါရဲ့ရှင် ဖားမေဆိုင်ယံအရေးအိုရိုကိုပြောင်းပြီးကြည်နေပေမဲ့လည်းမျက်ဝန်းနေရာတစုံတရာကိုရှာနေခဲ့တယ်။တောက်တတိထားမိတဲ့အရေးအိုကအမေကြီးကရှင်ညိုရှာနေရထမရဲ့အိတ်ွယ်ဒီကလေးအိတ်များပြောနေရလား။ဖဖူးအမေကြီးရှင်ညိုကကျွတ်တို့ဆရာနေထွက်သွားရှာပြီ။ဟေးဟာဘလို့ဖြစ်ရလဲအရေးအိုအရေးအိုရဲ့စကားကြောင့်ဖားမေဆိုင်နေမကတိတ်ငင်နေဝင်လာတဲ့မောင်အုံးတော်အံ့ဩသွားပါတယ်။ ဟုတ်တယ်အမေကျွတ်တလည်းသူ့ကိုတားပါသေးတယ်။ဂျိုင်းမဲရှင်ညဝသူ့အရင်သွားနေမယ်။အမေကြီးကိုရောက်မှသာအတူလာကြပါဆိုပြီးကျွတ်တမှားသွားလေအမေကြီးရဲ့။အရေးခံရလဲဝင်ငါရှင်းပြပါရယ်။ဒီကလေးနဲ့တစ်ဖက်ကဘလို့လူဆိုတော့တေချာမသိသေးဘဲနဲ့စိတ်ညာလက်များရှိလိုက်တာကွယ်။ဒါနဲ့တောင်ကျေရွာကနော်ခမ်းဆိုတဲ့တယောက်ကရောဘယ်နည်းလောက်မှရှားလာမှာလဲအမေ။တောင်ကျေရွာကဒီနေ့ဆိုရင်တော့နှစ်ရက်လောက်ကြာမယ်ကွယ်။ဖွားတော့သူတို့လာအောင်စောင့်နေဟိုကလေးတွေကိုစိတ်မချဖြစ်အောင်မယ်။ခပါရယ်ကွယ်။ ကျုပ်ကတော့ဆောင်းလဆနဲ့စောင့်နာပဲကောင်းမယ်လို့ထင်ပါတယ်။ရှင်ညိုလည်းကျုပ်ပြောတင်ပြောထိုက်တာတွေပြပြလိုက်ပါလိမ့်ရဲ့။အကြီးမောင်ရဲ့စကားကြောင့်ဖွမ်းမယ်စရာအကြီးမောင်ကြည့်ပါရယ်။ကျုပ်ကအမေကြီးရဲ့မြို့ခေါ်သွားတဲ့အာလမင်ခိုင်အမပါ။ကျုပ်နာမည်ကမိမုံပါ။မိမုံ။ဒါဆိုရင်ညီကညီမောင်အကြောင်းနေတိချာတိထားမှာပေါ့။ကျုပ်မောင်အကြောင်းနေကျုပ်တိချာစုံစမ်းထားပါရယ်အမေ။ရှင်ညိုကိုရန်လည်းသွားကျင်စိတ်ပြင်ပြနေတော့ကျုပ်သူ့ကိုလက်ညှိုးပေးလိုက်မိပါရယ်။ဒါကျုပ်ရဲ့အပြစ်ပါ။ ထားပါညီကိုရိုင်းလမ်းပြပေးလိုက်တဲ့ဆိုတော့ဖွားရဲ့တမီနဲ့မြေအခက်မတွေ့နိုင်လောက်ဘူးလို့တော့ထင်ပါရဲ့။ဒါပေမဲ့ညီမတို့တော့ဖွားခွင့်လွတ်ပေးနိုင်မှာမဟုတ်ဘူးနော်။ကြုတ်သိပါရဲ့။အမေကြီးတယ်မကောက်ဒီမှာရှိနေတဲ့သူတွေအကုန်လုံးကလည်းကြုတ်မှာအသက်ရှင်ခွင့်ပေးမှာမဟုတ်ဘူးဆိုတာလည်းကြုတ်သိထားပြီးသားပါ။အမေကြီးတို့ဘက်မှာလည်းကြုတ်ရှိနေမှာလို့ကြုတ်ကိုတော့စိတ်ရှင်းစေချင်ပါရဲ့။ဖွားမယ်စင်လေခေါင်းသာညှိလိုက်ပါရဲ့။ကဲပါလေအမေကြီးတို့လည်းခရီးပင်မလာရောမေအိတ်ဖို့ချက်ပြင်ပေးပါစီအရေးဟောစကားဖြစ်ပြီးဖွားမေစိန်ကိုအိတ်ရပြင်ပေးပါရစေ မအောင်ကတော့ပထမညာအိတ်တဲတဲစီယူတာတော့အိရှာတယ်။ဒီလိုနဲ့ဖောင်းမေစင်ဟာရှင်ညုံနဲ့နန်းကြိုင်တို့တွေဘေးရန်ကင်းပါစီလို့တာမြတ်တာပို့နေခဲ့ရှာပါတယ်။အချိန်ကညနေနေဝေးတရအချိန်မှာအမလီကဲကြပါဦးကျုပ်ကိုကဲကြပါဦးအင်ဂျီ30မြောက်သားရှိရရွာလေးကိုမင်းကလေးတောက်အော်ဟီပီပြေးဝင်လာခဲ့ပါတယ်။မင်းကလေးရဲ့အော်တန်ကြောင့်ရွာထဲမှာရှိတဲ့လူတွေတောင်မှအပြေးထွက်ကြကြတယ်။မင်းကလေးကအပြေးတစ်ပိုင်းနဲ့ရှောက်လာပြီးရဲ့နောက်နေရာမှာရင်ခွေကလေးလဲကျသွားရှာတယ်။ဟာဘလို့ဖြစ်ရလဲ။ ဟဲ့တကမာလေးကဘသူများလဲတကမာလေးမမြင်ဘူးပါလားဘသူများပါလဲလဲကြနေတဲ့မိန်းကလေးကိုဝိုင်းကူထူပေးရမယ်စာတေချာစူးဆိုင်ကြည့်ပြီးအချင်းချင်းပြောနေခဲ့ကြပါတယ်သခင်လာပြီဖဲကြစမ်းသခင်လာပြီဆိုတဲ့အတန်ကြောင့်လူများပေးကိုဖဲပေးကြပါတယ်သခင်ဆိုတာတခြားသူမဟုတ်ပါဘူးအော်လန်မင်းခေါင်ဖြစ်ပါတယ်အဲ့ဒီမိန်းကလေးလဲကြနေအရက်ကအော်လန်မင်းခေါင်နဲ့သူ့ရဲ့တပည့်တွေနေထိုင်တဲ့အင်ဂျီ30မျိုးရှိတဲ့အရက်ဖြစ်ပါတယ်အော်လန်မင်းခေါင်ကမိန်းကလေးကိုတေချာစူးဆိုင်ကြည့် မင်းကလေးရဲ့ရုပ်သွင်ကိုကြည့်ရင်အောင်လန်းမင်းခေါင်သဘောကျစွာပြုံးနေရုပ်ရည်လေးကအတော်လေးလှရှာတာပဲကဲဘာကြည့်နေကြလဲကျုပ်အိမ်စီကိုတည်သွားကြစမ်းအဲ့လိုပြောတော့ယောက်ျားကြီးတွေတည်ဖို့ဟန်ပြင်တာနဲ့ရကြစမ်းဟိုကောင်မတွေနင်တို့တည်ကြနောက်ပြီးမင်းတို့မှတ်ထားတခင့်ပွဲတော်အုပ်ကိုထိပါဖို့မကြိုးစားကြနဲ့ထိပါဖို့ဟန်ပြင်တာနဲ့လောင်ပြီးကြလိမ့်မယ်ဆိုတိထားကြအောင်လန်းမင်းခေါင်ကအားလုံးကိုစိုက်ကြည့်ရင်ပြောလိုက်ပါတယ်ဟုတ်ကဲ့ပါတခင်ကျုပ်တို့စင်ကြမမယ်ယောက်ျားသားတွေကအနားအနေထွက်သွားကြပါတယ် မိမက်ပြိုလေးကိုတော့မိမကြီးတွေဝိုင်းတည်သွားကြတယ်။ဘလို့မိန်းကလေးမျိုးမို့လို့သူတို့ထူးဆန်းနေကြပါလိမ့်။နန်းကြံကအိန္ဒိယကနေလန်ကကြည်ရင်တွေးလိုက်မိပါတယ်။ဟိုကမလေးအနောက်လာစမ်း။ဒီမှာဘာတွေဖြစ်နေရလဲ။စောင်းမကြီးမိတော့နန်းကြံလေးနဲ့ဘေးကိုသွားပြီးမိမတယောက်တတိလက်သွားလို့တခင်ညသူ့အိမ်ကိုခေါ်သွားခိုင်းမြပါတခင်မကြီး။ဘေးကမိမတော့ဒါတော့ကျုပ်လည်းပဲတိမှလေတော့။ဟဲ့ကမညစ်ကြုတ်ကိုအခုဘလို့ပြောလိုက်တာလဲ။ ဟိုဟိုကျုပ်ကျုပ်တကယ်မသိလို့ပြောမိတာပါသခင်မကြီးရဲ့ကျုပ်ကိုခွန့်လို့ပါနော်နန်းကြံရံပြပြတလဲပဲတောင်းမှန်ရရှာပါတယ်အေးညခတ်တို့လောဝအကောင်ကြီးရှိသေးတယ်နော်ညီကြက်ကြက်တတိထားနန်းကြံခင်ဗျာကောင်းလေးငုံရည်သားနေရပါတယ်စုံမကြီးရဲ့နာမည်ကတော်များခတ်ဆိုတာကိုလည်းနန်းကြံသိသွားခဲ့ပါတယ်ဟောတတိယလာပြီတခင်ရွတ်သွားပြောကြစမ်းကောင်မလေးတတိယလာပြီလို့တတိယလာတဲ့မိမပြူကသူ့အပိုင်းကြည့်နေတဲ့မိမကြီးရဲ့ကြောင့်ကြောက်လန့်ဟန်နဲ့ငုတ်တုတ်လေးထထိုင်ရှာပါတယ်ကောင်မလေး ညီကဘာတူလဲဒီကဘလို့များရောက်လာလဲအေးချောလိုက်တာတော့အသားလေးဆိုတာလဲဝင်းပါလို့ပါလားမေးသူကမေးတယ်လို့မိမပြိုကြည့်ပြီးချောချောင်းလှချောင်းပြောသူတွေကလည်းနှပြီးမှရှိပါတယ်တခင်ကြီးလာပြီညီတို့ဖဲကြအောင်လမ်းမေးခေါ်ချက်ချင်းပဲရောက်ချလာတယ်အောင်လမ်းမေးခေါ်ကမိမပြိုကိုရေဝဲတဲ့မျက်ဝန်းနေနဲ့စိုက်ကြည့်နေခဲ့ပါတယ်ဟုတ်ကျုပ်ကျုပ်ဘယ်ဟိုရောက်နေရလဲနောက်ပြီးရှင်တို့တွေရောဘယ်သူတွေလဲ မင်းမပြိုမေးပေမဲ့လည်းဖြည့်သူကမရှိပါဘူးမင်းမပြိုရဲ့အားလုံးကိုကြောက်လန့်တဲ့ဟန်လေးနဲ့သာကြည်နေခဲ့ပါတယ်ကျုပ်ကမေးရမှာပါဟောရီယာညမဘသူများလဲအာလမ်မိခါရဲ့နှုတ်ကအတန်ချွတ်သားလွန်းနေခဲ့ပါတယ်တောင်နဘေးမှာရှိတဲ့မိမကြီးတွေကအံ့ဩနေကြတာပါကျုပ်ကျုပ်ကိုသူတို့လိုက်တက်နေကြလို့ပြေးလာတာပါဘသူတွေလဲဟိုကျုပ်ကျုပ်တို့ရွာလူတွေပါသူတို့ကညမဘာလို့များတက်ဖို့စူးစမ်းနေကြလဲ ကျုပ်ကမွေးရပါဆုံးအတက်ကိုတက်မြောက်ထားတဲ့သူပါဒါပေမဲ့ကျုပ်ဘသူကိုမှထိကမလွတ်ဘူးပါဘူးရှင်သူတို့ကတော့ကျုပ်ကိုဆုံးမဆိုပြီးရန်ညှိုးထားပြီးတက်ဖို့အတွက်စူးစမ်းနေကြတာပါမိမက်ပြိုကပြောရင်းနဲ့ရှိုက်ခါကိုတော့အာလန်မင်းခေါင်ကစူးစမ်းတရားနဲ့သာစိုက်ကြည့်နေခဲ့ပါတယ်ခုနေသူတို့တွေတွေ့ညီမဘာလုပ်မလဲအာလန်မင်းခေါင်မေးတော့မိမက်ပြိုကစက်မငူတော့ပဲအာလန်မင်းခေါင်စိုက်ကြည့်ပြီးကျုပ်ကျုပ်သူတို့ဒုက္ခပေးခြင်းလေသူတို့ကြောင့်ကျုပ်ဘဝမှာတစ်ခါမှအေးအေးဆေးဆေးမနေခဲ့ရဘူးကျုပ်သူတို့မုန်းနေအရမ်းမုန်းနေ လက်သေးကိုကြက်ကြက်ပေါင်းဆိုရင်အတန်ရှိသမျှပေါက်ကွဲဖြစ်ပါတယ်။မိမပြိုရဲ့ဒေါသကိုကြည့်အောင်လန်းမိခံပြုံးနေ။သဘောကျစွာခေါင်းလေးကိုညှိရင်မှဒါဆိုညမကိုကြုတ်ပို့သဘောကျသွားပြီ။ဒီနေ့ဒီချိန်အောင်ဆောက်ပြီးတော့ညမကိုကြုတ်ထုတ်စီမှာနေခွင့်ပေးမယ်။ဟဲ့တန်းတင်ဒီညမကိုကြုတ်အိမ်အားအခန်းတစ်ခုမှာနေဖို့အတွက်စီစဉ်ပေးလိုက်ကြသလား။ဟုတ်ကဲ့ပါသခင်။ကျေးဇူးတင်ပါတယ်အကို။အိုးသခင်ကြီးလို့ခေါ်ရတယ်ကလေးမရဲ့။နေပါနေပါသူတိုက်တယ်လို့ခေါ်ပါစေ။သူတော့ကြုတ်ခွင့်ပြုပါရဲ့။ အော်လမ်မီခေါ်ကမိမပြူအတော်လေးသဘောကျနေပုံရှားပါတယ်။အမားမခံတဲ့အော်လမ်မီခေါ်တောင်အခုတော့မိမပြူလေးအပေါ်မှာသူ့ရဲ့အမိတ်အာနာရီရောက်မှညင်သက်နေကြတယ်လေ။ဒါနဲ့ညီမနမေကကျွတ်နမေရှင်နှောင်းမှာအကိုရှင်နှောင်းဟုတ်ပြီညီမပန်းနာလိုက်ပါဦး။အကိုလည်းလုံးဆရာရင်းညာနေလို့ညစာစားချိန်မှာထပ်ဆောင်ကြတာပေါ့ကွယ်။ဟုတ်ကဲ့ရှင်။ဒီလိုနဲ့ရှင်နောင်းဆိုရယ်မိကလေးကအော်လမ်မစ်ကောင်တယောက်ထဲသားနေထိုင်တဲ့အင်ကြီးရဲ့အကောင့်တစ်ခုထဲမှာနေစာရရှိခဲ့ပါတယ်။ အကမောက်သခင်ရအရေးပေးလို့လည်းမထင်ဘူးလားအေးဟုတ်တယ်မတန်တဲ့ကျောက်ကသခင်ရှင့်မမပြောတာပါသခင်ရဒီကောင်မောက်အတော်လေးသဘောကျနေပုံပဲသဘောကျဆိုရုပ်ရည်လေးရရှိရကိုအေးအိုးကျောက်ကတော့လက်မခံနိုင်ပါဘူးကျွတ်တို့လေးရောက်နေတဲ့သခင်ကြီးလုံလောက်ပါတယ်ကျောက်ကတော့အကောင်မောက်နည်းနည်းမှသဘောမကျဘူးသဘောမကျလေနှုတ်ဟမပြောမိစေနဲ့နော်သခင်ရတော့တာညီးသိတယ်မဟုတ်လားကျုပ်သိပါတယ်အလမေခါရဲ့မယားလေးယောက်ကရှင်နာကိုကြိတ်ပြီးမနာလို့ဖြစ်နေကြတာပါ ရှင်နာရဲ့ယောဂီကလည်းသူတို့အားလုံးမနာလို့ကြာကောင်းလာအောင်ပေးချောမလွန်လာရလေရှင်နာရဲ့ထမင်းစားကြမယ်ညီမခေါ်တန်ကြောင့်အခန်းထဲကနေရှင်နာထွက်လာခဲ့ပါတယ်ကျုပ်တောက်ထဲလာဟိုအမားတို့ကရောကျုပ်နဲ့အတူတူမစားကြဘူးလားတခင်ကရှင်နာကိုယူဆိုင်ဖို့အတွက်ကျုပ်တို့ပြောထားတယ်ရှင်နာသာဝါအောင်စားပါအေးဟိုလေအမကျုပ်မေးစရာလေးရှိလို့ပါအစောကနေလေကောင်မလေးတယောက်ကိုကျုပ်တွေ့လိုက်တယ်သူကဒီရွာပဲလားကလေးမဖဲကလေးမများလဲ ။အော်သိပြီသိပြီ။ကျွတ်တော့ရမှာကလေးမအရွယ်ဆိုလို့တခင်မကြီးအကူကောင်မလေးပဲရှိတာ။ညီမပြောတာသူထင်တယ်။ဟုတ်လောက်မယ်ထင်တယ်အမ။ဟိုကျုပ်လည်းမြင်လိုက်ပြီလို့မေးကြည့်ရပါ။အေးညီမသူလည်းကျုပ်တို့ရောရောက်တာမကြသေးပါဘူး။တခင်မလက်ခေါ်လာလေ။တခင်ရတော့ကလေးရွယ်ဆိုပြီးတော့တခင်မကြီးနောက်မှာပဲထထတာ။ရှင်နောင်မီသမားထက်ကျော်လွန်ပြီးမိမကြီးအဖြစ်နေခဲ့ပါတယ်။ကဲညီမစားပြေပကံနေဒီတိုင်းထားခဲ့နော်။အမကိုတခင်မငယ်ခေါ်ထားလို့သွားလိုက်အောင်မယ်။ အခုမိမကြီးထွက်သွားတော့ရှင်နာကပအဝင်းကျင်အခြေအနေကိုအကဲခတ်လိုက်ပါတယ်။လူသားလူလာရှင်နာမို့တခင်မကြီးဆိုတဲ့သူရဲ့ AC ကိုထွက်လာခဲ့လိုက်ပါတယ်။ဟဲ့ကောင်မကျင်လာစမ်း50ကျော်ဆွဲပြီးအခုတော်တော်ခန္ဓာကိုယ်ကလေးလံနေရပဲ။ဖြစ်သေးပါဦး။မင်းခေါင်ပြန်လိုက်ငါ့အတွက်ဆေးဖို့ခိုင်းရအောင်မယ်။နန်းကြိုင်ရောဆုံးမကြီးကိုနှိမ့်နေပြီးနေရတယ်။အဲ့ညင်ကွေကိုရှင်နာတယောက်တေချာမြင်ရတယ်လေ။ဟူးတော်ပါသေးရဲ့။ရှင်နာတပြင်းချရင်ပြောလိုက်တယ်။ ်ဆုံးမကြီးကိုနှိမ့်နေပြီးနေနန်းကြံရလဲပရင်ပေါက်တကားစီလှမ်းကြည့်မိရမှရှင်နာကိုမြင်သွားတယ်။မမဟဲ့ဘသူမမခေါ်နေလဲမမလည်းနေမမဆုံးမကြီးရဲ့အော်မေးတန်ကြောင့်နန်းကြံပြရခတ်သွားတယ်လို့ရှင်နာကလည်းအမြန်မဲငုံရှူကပုံနေခဲ့ရပါတယ်။မဟုတ်ပါဘူးတကယ်မကြီးကျုပ်လေးကျုပ်မမကိုတတိယမိသွားလို့ပါ။အမလီ SH ရဲ့ခုခရေကဖြောက်ပြက်နော်။နေ့ကိုဘယ်မှပြန်ခွင့်လဲပေးမှာမဟုတ်ကျုပ်နာနေပြီကျုပ်ကိုအခုလိုနင်းနေပြီလို့ညီကိုအသက်ရှင်ခွင့်ပေးထားတာဆိုရလဲတတိယအောင်အေးဟုတ်ကဲ့ပါတကယ်မကြီးကျုပ်တောင်းပါပါတယ် တောင်းမမနေပါနဲ့အေးစနိတ်စနိတ်ညီလက်ကပေါက်သားပဲအေးငါတင့်နေအကြော်ရတော့ပြေလျော့သွားတယ်လို့ပဲနန်းကြိုင်ရမျက်နှာကြီးမဲပြီးစုံးမကြီးရဲ့ကြုံအသက်ကနှိမ့်နေပေးနေပါရဲ့နန်းကြိုင်မြင်လိုက်ရတဲ့ရှင်နှောင်းဆိုတဲ့သူကတခြားမဟုတ်ပါဘူးနမေပြောင်းပြီးရောက်လာတဲ့ရှင်ညိုပဲဖြစ်ပါရဲ့မြမဖြစ်သူမြင်လိုက်ရတဲ့ချိန်ရှင်ညိုကမိမိအိမ်နေရာပြန်လာခဲ့ပါရဲ့ဟဲ့နေဘယ်ရီသွားနေရလဲမနေ့တနေ့အောင်မှရောက်လာပြီအခုလိုရီသွားလာမြန်ညရောရိုးရဲ့လားအေး ဆုံးမလေးယောက်ကရှင်ညုံရှိကိုရောက်နေကြပါတယ်။ကျောက်ထမင်းစားပြီးလို့ဟိုနားဒီနားလမ်းလျှောက်တာပါ။တခင်ရတော့ကျုပ်ကိုဘယ်မှမသွားလာဘူးလို့တော့တမ်းထားတာပါဘူးတော်ရဲ့။ဟေး။နေကငါ့ကိုတော့ပြန်ပြောရရယ်။မိစာဘာကောင်မလဲဆိုတော့ဟိုတယ်မှာနေရတဲ့သူတွေအကုန်သိတယ်ဟဲ့။ကျုပ်ကမှမသိရတော့ရဲ့။တက်ဖြစ်လေအကြောင်းသိအောင်ပြရသေးတာပေါ့။မိစံဆိုတာက အလန်မင်းခောင်ရဲ့မယားဖြစ်ပါတယ်။ဆုံးမကြည့်ပြီးသူ့တာအကြီးဆုံးမှုမောက်မာနေခြင်းဆိုတာရှင်ညိုသိရလေ။ ကျန်တဲ့ဆုံးမတန်ရကပွဲကြည့်ပြိတ္တများအလားဝင်းမပြောကြပဲအခြေအနေအကဲခတ်နေကြတယ်။မိစံရောရှင်ညိုစားတော့ဝါတော့မတက်ဆိုင်ခြင်းပညာပြဖို့တက်ကြနေရရှင်ညိုကလည်းအသင့်အနေထားနဲ့ရည်ကြည့်နေခဲ့တယ်။ဆုံးမမိစားဖနောက်တစ်ချက်ကိုပေါက်ပြီးရှင်ညိုကြည့်တော့ရှင်ညိုကလည်းမြေပေါ်ဖနောက်တော့ကြုံတဆင်ပေါက်ပြီးနင့်တနှစ်ခံစားဟဲ့အဲ့လိုပြောလိုက်တာနဲ့ဆုံးမမိစားနေရာမှာရင်ခွေကနေလဲကျသွားတယ်အချင်းချင်းမနှောင်းနဲ့တိုက်ခိုက်နေအောင်မှဆုံးမမိစားတွေးရအောင်မှအန်ချရတဲ့ဖြစ်သွားခဲ့တယ်လေ ဘာဖြစ်နေကြလဲအော်လမ်မစ်ခေါင်လျှောက်လာခဲ့ပါတယ်စုံမမီဆန်လည်းစက်နဲ့စုံမတွေတွဲကထူပေးကြတယ်အော်လမ်မစ်ခေါင်ကစုံမလေးရောက်ကိုတလဲရှင်ညိုတလဲကြည့်ပြီးအခြေအနေနားလည်သွားတဲ့ပုံနဲ့ကိုစီရောက်တာမကြသေးတဲ့ဧည့်သည်ညီရတွေဒီလိုအဲ့ဝတ်ကြည့်နေကြတယ်ပေါ့လေအော်လမ်မစ်ခေါင်ကပြောတော့စုံမလေးရောက်ကပြပြတလဲနဲ့သခင်ဒီကောင်မမယုံမနဲ့သူကြည့်ရတာအကြမ်းနဲ့ရောက်လာပုံရတယ်ဟုတ်တယ်သခင်ဒီကောင်မပညာလည်းမခေလာဘူးအမိုင်းမိဆန်ရာမှာသွေးအံလုံနိုင်ကြတာကျွတ်တော်သူ့ကိုမယုံကြည်နိုင်သခင် ဝိုင်းဝန်းပြီးပြောကြပါရယ်သူတို့ပြောတာဟုတ်သလားရှင်နှောင်းကျုပ်ဘသူ့အမအန်ရပေးဖို့ရလာတော့မဟုတ်ပါဘူးအခုကလေကျုပ်ကိုစိန်ခေါ်လို့ဒါကျုပ်ပညာထောက်ရတာပါတခင်တခင်ဒီဘက်ကကြုံမာတယ်လို့ယူဆရင်လေပေးတဲ့အဖြစ်ကိုခံယူဝတ်ပါရယ်ရှင်ညောကပြောတော့အလန်မင်းခံကသဘောကျစွာနဲ့ပြုံးပါရယ်စုံမလေးယောက်ကတော့ရှင်ညောကိုမနာလိုဝန်တိုစိတ်တွေနဲ့စူးစူးဆက်ဆက်ကြည့်နေခဲ့ကြပါရယ်ကျုပ်တခါလေးပြောထားမယ်ဒီလိုကိစ္စမျိုးထပ်ဖြစ်လာခဲ့ရင်ဘသူမှားတယ်မှန်တယ်ဆိုတာကြီးကျုပ်ဘက်ကမေးမှမဟုတ်ဘူးအကောင်လုံးကိုကျုပ်ကိုယ်တိုင်အပြစ်ပေးရလိမ့်မယ် ီးတို့ကြားကြတယ်နော်ဟုတ်ကဲ့ပါသခင်ကဲဒါဖြစ်သွားကြတော့ရှင်နောက်ကျခေါ်သွားအောင်မေဆုံးမရိယာရှင်ညိုကိုမျက်ဆောင်ထုတ်ပြီးနေရာနေထွက်သွားကြပါတယ်ရှင်ညိုကလည်းအောင်လန်းမင်းခေါင်နဲ့အတူတူသူ့ရဲ့အစီအညာလက်ပြာနေရာစီလိုက်လံကြည့်ရှုခဲ့ရပါတယ်မမလည်းရောက်လာပြီးဆိုတော့အဖွားကိုလည်းပါလာလို့တယ်ငါဒီညမှာဒီအဖွားနဲ့တသက်လုံးမနေရတော့တော်ပါသေးရဲ့အစ်ပျော်နေတဲ့ဆုံးမကြီးကိုကြည့်ပြီးနန်းကြိုင်တွင်းနေခဲ့မိပါတယ်ထို့ဆိုမနေ့ကညနေတော့ငါတွေ့လိုက်တဲ့မိမမမပေါ့ အတော့အကြံကြီးရှာတယ်ငါမမပါလားမမအကြံကြီးလို့သာတော်ပါသေးရဲ့လေငါကြောင့်မမလည်းပြင်မနေရှာမှာနန်းကြိုင်တွင်နဲ့အမောဖြစ်သူရှင်ညိုတနာနေမိတယ်အကွာစားပြီးနန်းကြိုင်ရဲ့အလုကဆုံးမကြီးနဲ့ပေးမနေပြီးရှင်ညိုကဲမဲ့အချိန်ကိုသာစောင့်နေဖို့ပဲဖြစ်ပါတယ်တစ်ဖက်မှာရှိတဲ့အော်လန်မင်ခေါင်ကလည်းရှင်ညိုအမျိုးမျိုးစံတန်နေခဲ့တယ်ရှင်ညိုရဲ့စိတ်ဓာတ်နဲ့ပညာရောကိုလည်းအော်လန်မင်ခေါင်သဘောကျလို့နေရလေရှင်နှောင်းကိုကြုံမေးခြင်းရဲ့ဟုတ်ကဲ့မေးပါအကူ ကျုပ်လေးရှင်နှောင်းမြတ်တာရှိနေဒီတော့ရှင်နှောင်းကျုပ်မယားဖြစ်ဖို့လက်ခံပေးပါအောင်လန်းမိခောင်ရဲ့စကားကြောင့်ရှင်ညိုကအောင်လန်းမိခောင်ကိုကြည့်ပြီးခေါင်းကိုခါရမ်းပြီးတော့လလောဆယ်တော့ကျုပ်လက်မခံပြရစီနေဦးကျုပ်ဘဝအခုလိုမျိုးစိတ်ဆင်းရဲမှုတွေပြောင်းလောက်ထားတဲ့လူတွေကိုအရင်ဦးဆုံးအပြစ်ပေးပြစေဖို့အကူကျုပ်လိုချင်တာတွေလုပ်ပြီးရင်တော့အကူပြောတော့ကျုပ်လက်ခံပေးပါမယ်အဲ့လိုပြောတော့အလန်မိခါမျက်မှောင်ကျုပ်ပြီးရှင်ညိုကြည့်ပါတယ်။တိုင်မဲ့ပြုံးပြီးဒါကြောင့်လေကျုပ်ကရှင်နှောင်းကိုသဘောကျတာ။ဟိုမိမရိနဲ့ရှင်နှောင်းကအတော်လေးကွာခြားတယ်။ ရှင်နောက်ရမှာကြောရဲစိတ်တက်ကိုကျုပ်အတော်သဘောကျတယ်။ရှင်နောက်ပြောတဲ့အတိုင်းဖြစ်စေရမယ်။ကျုပ်ခွင့်ပြုပါတယ်။ကျုပ်ဘက်ကအကူအညီလိုရင်လည်းပြောဖို့ကျုပ်ကူညီပေးပါမယ်။ပြောပါတယ်။ကျုပ်ကိုအခုလိုကူညီပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အကူ။ရှင်ညောကမင်းခေါင်ရဲ့လက်ကိုဆွဲယူပြီးကင်ပြီးကျေးဇူးတင်စကားပြောတဲ့အတွက်မင်းခေါင်သဘောကျနေရပါ။အမှန်ရှင်ညောကမင်းခေါင်အချိန်ဆွေးနေခဲ့ခြင်းဖြစ်ပါတယ်။ဖောမဲစိန်တို့ရလာမှသာဖောမဲစိန်တို့နဲ့အတူတူအော်လန်မင်းခေါင်တိုက်ထုတ်ကြရမှာဖြစ်တဲ့အတွက်အခုလိုအခြေယူနေရခြင်းမှာ ရှင်ညိုရဲ့အကြံစီအောင်မတိတဲ့အော်လန်မီခေါင်ကရှင်ညိုရဲ့အလှကွန်ရံမှာနှီးတွေနေခဲ့ပြီးဖြစ်ပါတယ်။ဆောင်းမလေးယောက်ကလည်းအချိန်ရှိသရွေ့ရှင်ညိုသာခြောက်မြောက်နေခဲ့ကြတယ်။ဒါပေမဲ့အော်လန်မီခေါင်ကိုကြလို့သာဒီတိုင်းစောင့်ကြည့်အောင်သာစောင့်ကြည့်နိုင်ခဲ့ရလေ။ရှင်ညိုမှာဖွားမယ်စိန်တို့တွေကိုအော်လန်မီခေါင်လို့နေတဲ့အရေးစီအများဆုံးရှားလာနိုင်ပါစီလို့သာမျှော်လင့်နေခဲ့ရရှာတယ်။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပေးသွားတဲ့ဇာတ်လမ်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါရယ်။ နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစံလေးတွေကိုစဉ်စမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နှာစင်မှုလည်းမမေ့ကြပါနဲ့ဦးနော်နောက်ဆက်ရပေးခဲ့ကြတဲ့ပရိသတ်အူတျောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်